အားလုံးပဲမင်္ဂလာပါ။တခြားနေ့ကနေပြန်လည်ကြိုဆိုပါရစေ။ကျမကတော့မျိုးပါ။ဒီခါမှလည်း GLPT M4 လည်းပဲခန်းချီသင်ခန်းစာလေးတွေကိုတူတူလေ့လာသွားမှာပဲဖြစ်ပါတယ်။ဒီနေ့လေ့လာမယ့်သင်ခန်းစာလေးကတော့သင်ခန်းစာ73ပေါ့နော်။စိတ်ခတ်စနေ့စဉ်ဘဝရှင်သန်မှုဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းချီလေးတွေကိုလေ့လာသွားမှာပဲဖြစ်ပါတယ်။ပထမဆုံး230လုံးမြောက်မှာစိတ်ခတ်စရဲ့ခတ်စလေးပေါ့နော်။ ဆိုတော့သူကဒီကောင်လှုပ်လှုပ်ရှားရှားဖြစ်တယ်ဆိုတဲ့အထိပ္ပယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်သူရဲ့ပုံလေးကိုကြည့်မယ်ဆိုရင်ဒီမှာဒီရေလေးကစီးဆင်းနေတဲ့ဒီအပေါက်လေးလေးကိုဖြတ်ပြီးတော့ဗောနော်ဆိုတော့ရေလေးစီးဆင်းနေတဲ့အတန်လေးကိုကြားရတယ်လှုပ်လှုပ်ရှားရှားဖြစ်နေတယ်ဆိုတဲ့ပုံမှန်တန်လေးပေါ့သူ့ကိုခန်းကြီးလေးရေးကြည့်မယ်ဆိုရင်အရှိမရေလေး30ထဲမှာ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 ရှဲကိုသူ့ရဲ့အုံယောမီကခတ်ချက်ပေါ့နော်ဆိုစေခတ်ချက်ဒီကောင်းစင်လေးပဲနော်ဒီသင်ကန်းစာရဲ့ကောင်းစင်လေးပဲနော်စေခတ်ချက်ဆိုရင်နေစဉ်ဘဝအတ္တမွေးမှုဘဝအရှင်သန်မှုဘဝဆိုပုံစံမျိုးလေးပေါ့ဒီအရှိအခန်းကြီးလေးကအီခိရုရှင်သန်သည်ဆိုတဲ့အခန်းကြီးလေးနော်ဆိုစေခတ်ချက်ဥပမာပြောမယ်ဆိုလို့ရှိရင်တိုကိုင်းနိုစေခတ်ချက်ဝါ iso ga shidas ဒါဆိုရင်မျိုးပြရဲ့ရှင်သန်မှုနေစဉ်ဘဝကအလုံများတယ် 日本の生活に慣れましたか?ဆိုတော့ဂျပန်ရဲ့နေစဉ်ဘဝနဲ့ကျင်းသားရလာပြီလား?အဲ့လိုမျိုးလေးတွေမေးလို့ရပါတယ်။နောက်တစ်ခု活動活動ဆိုလို့ရှိရင်လှုပ်ရှားမှု activities တွေပေါ့နော်။ဥမာကိုရာပု活動に参加しています。ဒါဆိုရင် club အသင်းနဲ့ activities တွေမှာပါဝင်လျက်ရှိပါတယ်။အဲ့လိုမျိုးသုံးလို့ရတယ်။နောက်ခု地球温暖化を防ぐための生活が必要です。 ဒါဆိုရင်ကဘာကြီးပုံနှွေးမှုပေါ့နော်အဲ့ဒါကိုတားဆီးဖို့ရန်အတွက် activities တွေလှူရှားမှုတွေလိုအပ်တယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နောက်တစ်ခုကကပတ်စနာကပတ်စနာဒီမှာကျတော့ခြိဆိုင်ချက်လေးနဲ့သုံးရတယ်နော်ကပတ်စနာသူကကျတော့တက်ကြွတော့သုံးဖို့ဆွမ်းအားအပြည့်ရှိတော့နာ activity လေးပေါ့နော်ဆိုတော့ကပတ်စနာကိုတော့မတစနေဒါဆိုရင်အရင်တက်ကြွတဲ့ကလေးပဲနော်ခိုင်ကီတဲ့ဝကပတ်စနာဤခံ ခိုးခန်းကအခုနာဝရဲမရှိတာဒါဆိုရင်အစည်းအဝေးမှာတက်တက်ကြွကြွနဲ့သဘောထားတဲ့အမြင်တွေကိုဖလှယ်မှုပြုလုပ်ခဲ့ပါတယ်အဲလိုမျိုးလေးသုံးလို့ရပါတယ်နော်ဒါဆိုရင်စေခတ်စခတ်စဒိုကပတ်စနာလုံးလုံးရှာရှာဖြစ်သေးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပါနောက်ထပ်တစ်လုံးကိုလေ့လာမယ်ဆိုရင်232လုံးမြောက်သူကကြတော့လှည့်ပတ်တယ်ပေါ့နော်လှည့်လိုက်တယ်လဲလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ ဆိုဒီမှာအရာဝတ္ထုပစ္စည်းတစ်ခုလေးရဒီမှာဝိုင်းကြီးပပလဲသွားရဲဆိုပုံစံမျိုးလေးပေါ့နော်အဲ့ဒီပုံစံလေးနဲ့သုံးထားတာဖြစ်ပါတယ်သူ့ကိုခန်းကြီးလေးချစ်ကြည့်မယ်ဆိုလို့ရှိရင်၄000ဒုံအကြီးထဲမှာ၄000ဒုံအသေးလေးကိုထည့်ထားပုံစံလေးပေါ့နော်ဆိုတော့၄000ဒုံအကြီးလေးကိုအရင်ရေးမယ်7 2ပေါ့เนาะသူ့မပိတ်ခင်မှာ4000ဒုံအသေးလေးကိုထည့်မယ်3 4 5 6 လေ၄တောင်တုံးအသေးလေးတစ်ခါလေးပိတ်မယ်၅ပြီးတော့မှအကြီးကြီးပိတ်မယ်၆ပေါ့နော်သူရဲ့ခွန်ယောမီကမာဝဆုနောက်တစ်ခုမာဝရုအွန်ယောမီကဂိုင်ဆိုတော့မာဝဆုဆိုရင်လှဲ့တီပေါ့နော်ဥမာလက်ကင်နေပါတယ်လှဲ့လိုက်တာကိုအဲ့လိုမျိုးသုံးလို့ရတယ်နိုဘူအိုမီဂီနီမာဝရှ်တေကူရာဆိုင်ဒါဆိုလက်ကင်ဘူးလေးကိုညာဘက်သို့လှဲ့လိုက်ပါအဲ့လိုမျိုးသုံးလို့ရတယ် このボタンを右に回すと音が大きくなります。ဒါဆိုရင်ဒီခလုတ်ကလေးကိုဒီဘတ်တန်လေးကိုညာဘက်သို့လှည့်လိုက်မယ်ဆိုရင်အတန်ပို့ပြီးတော့ကျဲလာမယ်ဒါဆိုရင်ဒါဟိုအတန်ထိန်ကရိယာရဲ့ခလုတ်ကလေးပုံစံမျိုးလေးနေမှာပေါ့နော်အဲအဲ့လိုမျိုးလေးတုံးလို့ရပါတယ်နောက်ခုက1 guy 1ချီနဲ့နောက်ကအခု guy လေးနဲ့တွဲလိုက်တဲ့အခါမှာ1 guy ဖြစ်သွားရယ်နော်1 guy ရတစ်ချိန် မမိုးအကိုက်စက်စမေးဦးနေငိုင်းရှိမတ်နောက်တစ်ချိန်လောက်ရှင်းပြပေးပါအဲ့လိုမျိုးသုံးလို့ရတယ်ခရယ်ဝဇကီနီအကိုက်ကိုကိုနီအီမတ်သူကတလောက်တစ်ချိန်ဒီညအောင်လာပါတယ်အဲ့လိုမျိုးလေးတွေသုံးလို့ရပါတယ်နောက်ခုဇန်ကိုက်ဒီရှိရလေးကမရရဲ့ခန်းကြီးလေးပေါ့နော်မရဆိုတာကအရှိရဆိုပုံစံမျိုးလေးမတိုင်ငင်းဆိုတဲ့ပုံစံမျိုးလေးပေါ့ဇန်ကိုင်းဆိုလို့ရှိရင်ဒါကနောက်ဆုံးတစ်ခေါက်ကအရင်တစ်ခေါက်ကလို့ပြောတဲ့ပုံစံလေးပေါ့ဇန်ကိုင်းနိုတက်စ်တို့ကမုစုကာရှိခတ်တာဒက်စ် ဒါဆိုရင်အရှိတစ်ခေါက်တုန်းကစာမွေးပွဲကခက်ခဲတယ်။အဲလိုမျိုးခက်ခဲတယ်ပေါ့နော်အဲ့လိုသုံးလို့ရပါတယ်။နောက်ခုခိုင်တန်ဆူရှိဒီနောက်ကဆူရှိဆိုတာကဆူရှိပေါ့နော်တို့တွေစားတဲ့ဆူရှိကိုသူကအရှိမှခန်းကြီးလေးနဲ့တွဲထားဖြစ်တဲ့အတွက်ဆူရှိဖြစ်သွားတယ်။ဆိုဒီခိုင်တန်ဒီတန်းကကြတော့ဂျီတန်းရှာရဲ့တန်းလေးနော်။ဆိုတော့ခိုင်တန်ဆူရှိဆိုလို့ရှိရင်ဒီစက်ပေါ်မှာလှည့်ပြီးတော့မှရွေးရှားနေတဲ့ဆူရှိလေးတွေကိုပြောတာပေါ့နော်။ခိုင်တန်ဆူရှိ ဆိုရင်ခိုင်တန်ဆူရှိကစကီဒါအဲ့လိုမျိုးရွေလျားပြီးတော့လှည့်ပေးနေတဲ့ဆူရှိကိုကြိုက်တယ်။အဲ့လိုလေးသုံးလို့ရတယ်နော်။ဆိုရင်မာဝါဆူအစ်ကိုင်ဇန်ကိုင်ခိုင်တန်ဆူရှိဆိုဒီမှာစကားမဆက်ပြောမယ်ဆိုလို့ရှိရင်ဒီလိုအနောက်ကလေးဒီမှာဆိုရင်သူကခကကအတန်းလေးနဲ့ထွက်တယ်ပေါ့နော်။ဥမာဒါဆိုရင်အစ်ခိုင်လို့မထွက်ဘဲနဲ့အစ်ကိုင်လို့ထွက်မှာကာကြီးတန်နဲ့ထွက်ပြီးတော့မှာ ဒီလိုခကအရှိမှာပေါ့နော်စာလုံးတွေရဲ့အရှိမှာရင်းရင်းများသောအားဖြင့်ခအတန်လေးနဲ့ထွက်ပြီးတယ်ဒီမှာဆိုရင် ကိုင်တန်ဆူရှိလို့မသုံးမယ်နဲ့ခိုင်တန်ဆူရှိလို့သုံးမယ်ပေါ့နော်ဆိုတော့ဒါလေးကစကားမဆက်အရှင်းပြရလေးဖြစ်ပါတယ်ဒါဆိုရင်ဒီစကားလုံးလေးကလှည့်ပတ်သေးဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တဲ့စကားလုံးလေးပေါ့နော်နောက်233လုံးမြောက်ကကြာတော့သူအဓိကဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဒီမှာဆိုစီမီတိုင်းလေးကမလှုပ်မရှားပဲနဲ့ငြိမ်ငြိမ်လေးနေနေတယ်ပြီးအိမ်တိမ်ရဲ့အာ အလေဘဟုချက်ပေါ့နော်အိမ်အိမ်ရဲ့အရေးပါတဲ့သူအမျိုးသားဆိုတဲ့အတိတ်ပဲခင်ပွန်းဆိုတဲ့အတိတ်ပဲလေးပေါ့နော်သူ့ကိုရေးကြည့်မယ်ဆိုလို့ရှိရင်တနဲ့တော့လေအောက်ဆုံးတစ်ချက်ကရှိရှိလေးဆိုရင်ငါပေါ့နော်ခွန်ယောမီကအိုမိုနာနောက်တစ်ခုနူရှိအွန်ယောမီကရှုဆိုရှုချင်း ဒီနောက်ကဟီတိုဆိုတဲ့ခန်းကြီးလေးနဲ့တွဲပြီးတော့ရှူချင်းဒါဆိုအဓိကကြတဲ့လူကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့ခင်ပွန်းဆိုပုံစံမျိုးလေးပေါ့နော်ဆိုရှူချင်းကဒီမှာရှိကိုတိုနီအီတိမတ်အမျိုးသားကအခုအလုပ်သွားနေတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်ပေါ့နော်ဆိုရှူချင်းကကြောက်သွားရင်ရင်ချစ်ချစ်ပြောတဲ့စကားလုံးလေးပေါ့နော်ဥမာပေါ့ပေါ့ပါပြောမယ်ဆိုလို့ရှင်အိုတိုလို့ပြောလဲရရယ်နော်ကိုယ့်ရဲ့ခင်ပွန်းကိုအိုတိုဒါမှမဟုတ်ရှူချင်းအဲ့လိုသုံးလို့ရပါတယ်နောက်ကရှော့ခု နောက်ကဟာလေးကထာဘဲမတ်စ်ရဲ့ခန်းကြီးလေးနော်ထာဘဲမတ်စ်ကိုဒီမှာရှော့ခုလို့တန်ထွက်လိုက်တယ်ရှူရှော့ခုရှူရှော့ခုကကြတော့အဓိကအစားစားလို့ပြောတာပေါ့နော်ဆိုနီဟွန်ဂျင်ဝါခိုမဲကိုရှူရှော့ကူတိုစတေရူဂျပန်လူမျိုးတွေကဆန်ကိုအဓိကထားပြီးတော့စားတယ်အဲလိုမျိုးလေးသုံးလို့ရတယ်။နောက်ခုရှူရှော့ကူတိုအိုခါဆူအိုအစ်ရှော်နီထားပေးမတ်ရှူရှော့ကူမိန်းဒစ်ပေါ့နော်မိန်းဒစ်နဲ့အိုခါဆူကကြတော့ဆိုက်ဒစ်ပေါ့နော်အရင်ဟင်းဒါဆိုရင်အဓိက ထမင်းနဲ့အဓိက main dish နဲ့အရင်ဟင်းနေနဲ့ကိုအတူတူတွဲပြီးတော့အစားမယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်။နောက်ခု omona ဒါဆိုရင် not agitated ဖြစ်သွားပြီပေါ့နော် omona ကအဓိကကြတော့ konomachi no omona sangyo wa kanko gyo desu ဒါဆိုရင်ဒီမျိုးရဲ့အဓိကလုပ်ငန်းကခရီးသွားလုပ်ငန်းဖြစ်ပါတယ်။အဲ့လိုမျိုးလေးသုံးလို့ရတယ်။ခရယ်နို omona shikoto wa burokuramingu desu ူရဲ့အဓိကအလုပ်က programming ဖြစ်ပါတယ်အဲလိုမျိုးလေးသုံးလို့ရပါတယ်เนาะနောက်တစ်ခုကကျတော့ mochi no shi mochi ဆိုတာကဒီကောင်ကပိုင်ဆိုင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးเนาะနောက်ကအခု no shi ဆိုတဲ့အဓိက main ဆိုတဲ့ပုံစံလေး ਨੇ ဒါဆို mochi no shi ဆိုလို့ရှိရင်ပိုင်ရှင် owner လို့ပြောတာဗောနော်ခိုနိုအီရဲ့ no mochi no shi ဝသားတဲ့ task ကဒီအိမ်ရဲ့ပိုင်ရှင်ကဘယ်သူလဲအဲလိုမျိုးလေးမေးလို့ရပါတယ်ဒါဆိုရင် shujin shushoku omona mochi no shi ဒါဆိုရင်အဓိကဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်။နောက်တစ်လုံးမှာ234လုံးမြောက်သူကသူကကြာအယောင်တွေကိုပြောတဲ့အခါမှာအသုံးပြတဲ့စကားလုံးလေးဤလိုရဲ့ခန်းကြီးလေးနော်။ဆိုတော့ဒီမှာလူ၂ယောက်ရှိတယ်ပြန်မတက်ရက်နေတဲ့လူရှိတယ်ပြီးထူထောင်နေတဲ့လူရှိတယ်ပေါ့နော်ဆိုတော့ဒီအနောက်ကလူကအရှိကလူရဲ့မျက်နှာကိုမျက်နှာအယောင်ကြည့်နေရတယ်မျက်နှာအယောင်ကြည့်တယ်ဆိုတော့အရေးခဲကိုကြည့်ရတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော် ဆိုတော့မျက်နာရဲ့အရေးအကဲမျက်နာရဲ့အယောင်ကြည့်တဲ့ဆိုပုံစံမျိုးလေးနဲ့အယောင်ဆိုတာလေးကိုဒီဟာလေးနဲ့ကိုစားပြုလိုက်တယ်ပေါ့နော်သူ့ကိုခဲချက်လေးချက်ကြည့်မယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးလေးငါ၆ပေါ့နော်ဆိုတော့သူ့ရဲ့ခုံးရောမီကအီရောအွန်ရောမီကရှော့ခုနောက်ကရှီခီ ဆိုတော့အီရိုအီရိုဆိုရင်တို့ရေးသိတဲ့အရာအောင်ပေါ့နော်ခိုနိုဟာနာနိုအီရိုဝါဥတ်ခုရှိဒတ်ဒါဆိုရင်ဒီပန်းလေးရဲ့အရာကလှတယ်အဲ့လိုမျိုးသုံးလို့ရတယ်နောက်ကဘာကြချာအီရိုချာကကြအိုးချတို့ပါတို့လက်ဖက်ချတို့ပါတို့ရဲ့ချာနော်ဆိုတော့ချာအီရိုဆိုရင်အညိုရအောင်ပြောတာပါဆိုတော့အီနိုဝါချာအီရိုဒတ်ဒီခွေးလေးရဲ့အရာကအညိုရအောင်ဖြစ်တယ်ဒီခွေးလေးကအညိုရအောင်ဖြစ်တယ်အဲ့လိုမျိုးသုံးလို့ရတယ်နော် ောက်ကကြာဒုခုရှော့ခုဒီရှိရဒုခုလေးရဒုခုပဲသူရဲ့ဒုခုလေးเนาะအထူးဖြစ်တော့ special ဖြစ်တော့ဆိုတော့အိဗယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးအခုကရှော့ခုလို့အတန်ထွက်သွားတယ်ဒီ hero လေးကဆိုဒုခုရှော့ခုဆိုရင် characteristic အင်္ဂါရဲ့လို့ပြောတာပေါ့နော်ကိုနိုချီဟိုနိုရှီဇန်နိုဒုခုရှော့ခုကိုအရှိရတဲ့ခူရမဆန်ကဒါဆိုရင်ဒီနေမြေဒေတာရဲ့တဘာဝအာဝိသေသတွေပေါ့နော်တဘာဝအင်္ဂါရက်တွေကိုပြောပြပြလို့ရမလားအဲ့လိုမျိုးသုံးလို့ရပါတယ် ောက်တစ်လုံးက cash key cash key မှာကြတော့ shiki နဲ့တန်ထွက်သွားတယ်เนาะ cash key ကကြတော့ shukin မြင်ကွင်းပေါ့မတူခါရမြဲတို့ cash key ဝ psycho ဒါဒါဆိုရင်ပရင်းပေါက်နာကနေကြည်ရတဲ့မြင်ကွင်းက shukin ကအကောင်ဆုံးပဲအဲ့လိုမျိုးလေးသုံးလို့ရပါတယ်ပြန်ပြောမယ်ဆိုရင် iro cha iro toku shoku cash key ဒါဆိုရင်အယောင်ဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်235လုံးမြောက်ကကြတော့ပုံတံတန်းဆိုတဲ့အတိတ်ဘက်နဲ့တက်ရောက်တဲ့အခန်းကြီးလေးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် အဲသူကဒါ boundary လေးခတ်ထားတယ်ပြီးဒီဘက်မှာကကြတော့ပုံမှန်သဏ္ဍာန်ဆိုတဲ့ပုံစံမျိုးလေးပေါ့သူ့ကိုချစ်ကြည့်မယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်ဒီဘေးကစောင်းမယ်သုံးချက်ဒီနောက်ဒီနောက်ကတည့်မယ်လေးချက်ပြီးတော့မှစပယ်မိုးလေးသုံးပြီးပေါ့နော်ငါ6 9အဲ့လိုမျိုးနေရမယ်ဆိုတော့သူ့ရဲ့ခွန်ယောမီကခါတာချီအွန်ယောမီကခဲဤနဲ့ဂျော ဒါဆိုရင်ခါတာချီပုံတံပေါ့နော်။ဟိုခိုနိုရင်းကဝါဤခါတာချီကိုရှိတိမတ်ဒါဆိုရင်ဒီပန်းတီလေးကပန်းတီရဲ့ပုံစံလေးကလှတယ်။ကြည့်လို့ကောင်းတယ်လို့ပုံစံပြောလို့ရတယ်ပေါ့နော်။နောက်ခုဟတ်တိုနိုခါတာချီကကဝါယီဒက်စ်နဲဒါဆိုရင်ဟတ်ရှိတ်လေးပေါ့နော်။အသေးပုံပုံစံလေးကအသေးပုံပုံမှန်တံလေးကချစ်ဖို့ကောင်းတယ်။အဲ့လိုမျိုးသုံးလို့ရတယ်လို့ယူကီကいろいろな形になりました。နှင်းကကြတော့ပုံတံအမျိုးမျိုးရှိတယ်။ဥမာ snowflake လိုမျိုးနှင်းပုံစံနှင်းပွင့်ကြီးတွေဒါမှမဟုတ်နှင်းသေးသေးလေးလားအဲ့လိုမျိုးပေါ့နော်နှင်းငါးပုံတရံအမျိုးမျိုးရှိတယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နောက်ကနှင်းကျော်ပေါ့နော်အရှိအဟိတိုးဆိုတဲ့ခန်းကြီးလေးနဲ့ဒီမှာဟိတိုးကနှင်းနဲ့တန်ထွက်သွားတယ်နှင်းကျော်နှင်းကျော်ကကြာလူအယုတ်လေးတွေကိုနှင်းကျော်လို့ခေါ်ပါတယ်ဆိုတော့ခိုတိုးမောကနှင်းကျော်တဲ့အဆုံးတဲ့မှာဒါဆိုရင်ကလေးလေးကဒီလူယုတ်လေးနဲ့စော်နေတယ်အယုတ်မလေးနဲ့စော်နေတယ်ဆိုပုံစံမျိုးလေးပေါ့နော်အခု say okay ဒီမှာက k နဲ့တန်ထွက်သွားတယ်နော် ဆေဟိုခေဒီရှိကဆေကကြသာဒရှိမှန်ကန်နေဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဒီနောက်ကဟိုးလေးကကြတော့ခတ်တာနီလန်တို့မဟုတ် direction ပေါ့နော်ခန်းကြီးလေး ਨੇ ဆိုတော့ तू ကဒီ student ဆိုရင် तू ကအနားလေးဘက်ညီပြီးတော့မှ down လေး down ညီလို့ရှင် student ဆိုတော့အဲဒီလိုပုံစံမျိုးလေးတုံးထားရပေါ့နော်ဆိုတော့မှန်ကန်နဲ့ direction လေးနဲ့ ပုံမှန်တန်းဆိုပုံစံမျိုးလေးပေါ့နော်စတူရန်ကိုပြောတာပါခိုနိုခမီဝဇေဟိုကေဒတ်ဒါဆိုရင်ဒီဆာရွက်ကလေးကစတူရန်ပုံလေးဖြစ်တဲ့အဲ့လိုမျိုးသုံးလို့ရတယ်နောက်ခုဇူကေဒီဇူကကြတော့ချီဇူလို့ပါလို့အဲ့လိုပုံဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့အာခန်းကြီးလေးပေါ့နော်အခုခဲလေးနဲ့တွဲထားပြီးတော့ချီဇူသူကကြတော့ geometry ပုံဥမာဒီသင်္ချာနှစ်တို့ပါလို့မှာလေပါတဲ့အာဒီ3 gun တို့ cycle တို့အဲ့လိုမျိုး geometry ပုံတွေကို zucchain လို့ခေါ်ပါတယ် testo ni zucchain no montai ga demashita ဒါဆိုရင်ဆာမွေးပွဲမှာ geometry ပုံရဲ့ပုံစာတွေပါလာတယ်အဲ့လိုမျိုးလေးတုံးလို့ရပါတယ်ဆိုလို့ရှိရင် katachi ningyo seihokei zucchain ဒါဆိုရင်ပုံမှန်တံတန်းဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ကန်ချီလေးပေါ့နော် ောက်တစ်လုံးက236လုံး။သူကကြတော့ကုန်ပစ္စည်းဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်။ဒါဆိုရင်ဒီမှာဆိုရှင်4000အတုံးလေး3တုံးနဲ့သူကပစ္စည်းလေးတွေဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ဟာလေးပေါ့နော်။သူ့ကိုခန်းကြီးလေးရေးမယ်ဆိုရင်အရန်လွယ်ပါတယ်။4000လေး3တုံးကိုဆင်ပြီးရေးပေးလိုက်ပါ။1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ကိုဘောနော်သူရဲ့ခွန်ရောမိကရှိနာ အွန်ယောမီကဟင်းဆိုရှီနာမိုနိုဒီနောက်ကမိုနိုလေးနဲ့တွဲပြီးတော့ရှီနာမိုနိုလို့တန်ထွက်သွားတယ်။ကုံစီကုံစီဆိုလဲတွေကိုပြောတာပေါ့နော်။ကိုနိုမီဆေဝါချူကိုနိုရှီနာမိုနိုအိုအသေးတို့ဒါဆိုရင်ဒီဇိုင်းမှာတပတ်ရစ်ပစ္စည်းတွေရောင်းနေရောင်းရရှိတယ်ပေါ့နော်။နောက်ကရှော့ကူလျောဟင်းဒီရှိတာထားပေးမဆက်ဟာလေးပဲရှော့ကူလို့တန်ထွက်သွားတယ်။နောက်ကလျောကကျတော့လျောဒီရဲ့လျောပေါ့နော်။ ဆိုတော့ Shokulyo ဆိုတာကအစားတောက်ပေါ့နော်နောက်ကအခုကုန်ပစ္စည်းလေးနဲ့တွဲလိုက်တဲ့အတွက်အစားတောက်ကုန်ပစ္စည်းတွေပေါ့အဲလိုပြောတာပေါ့နော်ဆို Kyo no yu shoku wa supa de katta Shokulyo hin de tsukurimasu ဆိုတော့ဒီညညစာကို supermarket ကနေဝယ်ခဲ့တဲ့အစားတောက်တွေနဲ့အစားစာတွေနဲ့ချက်ပြုတ်မယ်နောက်ခု Danki sehin ဆိုတော့ Danki ကကြတော့လျှက်စစ်ကိုပြောတာ စေးကကြတော့ကုံထုတ်ပစ္စည်းကိုပြောတာပေါ့နော်စေးဟင်းဆိုတာဟင်းကကြတော့အခုပစ္စည်းပဲပေါ့နော်ဆိုတော့ Dunkin Say ဟင်းဆိုလို့ရှိရင်နှစ်စက်ပစ္စည်းတွေပေါ့ electrical electronic products တွေပေါ့ဆိုတော့ Konomi Seniwa Iroirona Dunkin Say ဟင်းကအရင်မှာဆိုတော့ဒီဆိုင်မှာအမျိုးမျိုးသောလက်စက်ပစ္စည်းတွေရှိတယ်အလို့သုံးလို့ရတယ်နောက်ခု Saku ဟင်းဒီရှိက Saku ဆိုတာကဖန်တီးတဲ့လက်ရာတို့ဘာလို့သုံးနေနေမှာပေါ့နော်အမှုပညာနဲ့ပတ်သက်တဲ့ဟိုမှာ စာရေးတာတို့ပကြီးပဲဖြစ်ဖြစ်ဟိုတချင်းဖန်တီးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးဆိုရင်ဒီရှိရစကုလေးနဲ့တုံးတယ်ဆိုတော့စကုဟင်းဆိုလို့ရှိရင်ဖန်တီးမှုလရာအဲ့လိုလေးတုံးလို့ရရပေါ့နော်ခိုနိုအေဝဟာဟာလို့စကုဟင်းတို့ဟိတိုဇိုဒတ်ဆိုရင်ဒီပကြီးကမမေရဲ့လရာတွေတဲကတခုဖြစ်ပါတယ်အဲ့လိုမျိုးလေးတုံးလို့ရပါတယ်ဆိုရှီနာမိုနိုရှောကူလျောဟင်းဒန်ကီဆေဟင်းစကုဟင်းဆိုတော့ကုန်ပစ္စည်းဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တဲ့ခန်းကြီးလေးပါ နောက်238လုံးမြောက်ကကြတော့ဆိုတော့လူဒုဆိုရအထိပဲနဲ့တယောက်တဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့ဒီမှာမျက်လုံးလေးရှိတယ်မျက်လုံးလေးနဲ့တောက်လျှောက်ကြည့်နေတယ်ကြီးဆိုးချင်းခံရတယ်ဆိုတဲ့အထိပဲမျိုးလေးပေါ့နော်သူ့ကိုခဲချက်လေးချစ်ကြည့်မယ်ဆိုလို့ရှိရင်တဲ့နဲ့သုံးလေးငါတို့ရဲ့အုံယောမီကမင်းပေါ့နော် ဆိုခိုကူမင်းရှေ့ကခိုကူဆိုတိုင်းပြည်ရဲ့ခန်းကြီးလေးပေါ့နော်ခိုကူမင်းဒါဆိုရင်တိုင်းသူပြည်သားလို့ပြောတာပေါ့နိုင်ငံအစစ်နဲ့တုံလိုက်တဲ့ဟာမျိုးလေးပေါ့နော်ဥမာခရရာဝနီဟွန်နိုခိုကူမင်းသားသူတို့တွေကဂျပန်နိုင်ငံသားဖြစ်တယ်အဲ့လိုတုံလို့ရတယ်နီဟွန်ခိုကူမင်းဝခိုနိုဟိုရီတနီစန်ဆေးစ်ဒေမတ်စ်ဒါဆိုရင်ဂျပန်နိုင်ငံသားတွေကဒီဥပဒေကိုထောက်ခံကြတယ်အဲ့လိုမျိုးလေးတုံလို့ရပါတယ် နောက်တစ်ခုကရှီမင်းဒီရှီကကတူရှီလို့ပါတော့เนาะဟိုမြို့နယ်လို့ပါတော့မှာသုံးနေဟာလေရှီမင်းရှီမင်းကကတော့ပြည်သူပြည်သားမြို့နယ်အစင်ပြောတာပေါ့ဆိုတော့ Tokyo no Shimin ဆိုလို့ရှိရင် Tokyo ကပြည်သူပြည်သားတွေပေါ့เนาะအဲ့လိုသုံးလို့ရတယ် Shikikai wa Shimin no Ikan o Kikubeki da ဒါဆိုလို့ရှိရင်မြို့တော်ဝင်က ဒီမြို့သူမြို့သားပြည်သူပြည်သားတွေရဲ့သဘောထားကိုနားထောင်တဲ့ ਨੇ အဲ့လိုမျိုးတွေသုံးလို့ရတယ်။နောက်မင်းဆိုခုမင်းဆိုခုကကြာလူမျိုးစုအနယ်တွေကိုပြောတာပေါ့နော်။ဆိုတော့ခုနိုခိုကူနီဝါအိုခုနိုမင်းဆိုခုကချောဆွန်စတေရူအဲဆိုရင်ဒီနိုင်ငံမှာလူမျိုးစုနယ်တွေအများကြီးပဲအထူးရှင်တွဲနေထိုင်နေရှိပါတယ်။အဲ့လိုမျိုးသုံးလို့ရပါတယ်။နောက်ခုကကြာတော့မင်းရှုရှုကီမင်းရှုရှုကီကကြာတော့ဒီမိုကရေစီပေါ့နော်။ သမင်းရှုရှုကီဝခိုကူမီနိုအီကန်အိုထိုင်းဆက်စနစ်ရှိမှာဒါဆိုဒီမိုကရေစီဆိုတာနိုင်ငံသားတွေရဲ့သဘောထားကို အရေးတယူလုပ်တဲ့လေးစားတယ်ဆိုတဲ့အိပယ်မျိုးလေးပေါ့နော်ဒါဆိုရင်ပြည်သူပြည်သားဆိုတဲ့အိပယ်နဲ့တက်ရောက်တဲ့ခန့်ချီလေးပါနောက်ထပ်238လုံးမြောက်ပါကြတော့အင်ဂျီတွေဘာတွေမှာဖုခုပေါ့နော်အင်ဂျီတွေဘာတွေကိုပြောတဲ့အတိပ္ပယ်နဲ့ခန့်ချီလေးပဲဖြစ်တယ် ဆိုပုံလေးမှကြည့်မယ်ဆိုရင်ဒီရှိမှလှေလေးပေါ့နော်ပြီးအနောက်မှာကလူတစ်ယောက်ကိုလက်ကလေးနဲ့ခိုင်းစီနေတယ်ပေါ့နော်ဆိုရင်လှေထဲမှာအလုပ်လုပ်ခိုင်းနေတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့သူကအလုပ်လုပ်ပေးနေရတယ်ဝန်ဆောင်မှုပေးနေရဆိုတဲ့အိပယ်မျိုးလေးနဲ့ဒီခန်းကြီးလေးကိုရေးထားတယ်ပေါ့နော်ဆိုတော့သူ့ကိုရေးကြည့်မယ်ဆိုရင်အရှိမကလဆိုရင်တခိဆိုတဲ့ခန်းကြီးလေးကိုရေးမယ်တနဲ့သုံးလေးပြီး၅၆ share ပေါ့နော်ဆိုတော့ onyomi က fuku so fuku ဆိုရင်အင်ဂျီပေါ့နော်နောက်ကကြောယော fuku ယော fuku ဆိုရင်အနောက်တိုင်းဝတ်စုံ western suit တို့ပါတော့ပေါ့နော် neck tie တို့ပါတော့ ਨੇ သုံးတဲ့အနောက်တိုင်းဝတ်စုံဒါဆိုရင်新しい洋服を買ってきました ိုရင်နောက်တိုင်းဝတ်စုံအစ်စ်ကလေးဝင်လာတယ်အဲ့လိုသုံးလို့ရပါတယ်နောက်ခုဝါဖူခုဝါဖူခုကကျတော့ဂျပန်ရိုးရာဝတ်စုံပေါ့နော်ဥမာကီမိုနိုလို့ဘာလို့သုံးတာဖြစ်တယ်ခနိုဂျောဝါဝါဖူခုစုဂါတာတဲ့ဥတုခုရှိမြေတို့သူမကဂျပန်ရိုးရာဝတ်စုံပုံစံလေးနဲ့လှပတယ်လို့မြင်ရတယ်ဆိုပုံစံမျိုးလေးပေါ့နော်နောက်ဆေးဖူခုဆေးဖူကကြတော့တူညီဝတ်စုံ uniform ပြောတာပေါ့နော်ဂကိုနိုဆေးဖူခုခီတိမတ်ဒါဆိုရင်ကျောင်းရဲ့ uniform ကိုဝတ်ထားတယ်အဲ့လိုလေးသုံးလို့ရပါတယ်ဖူခု yofuku wafuku seifuku အင်ဂျီဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်နောက်ထပ်239လုံးမြောက်ကကျတော့ခွေးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုနယ်ရွက်ကလေးထောင်ပြီးတော့ပြေးနေတယ်ဆိုတော့ပုံစံလေးကနေဒီပုံစံလေးဖြစ်လာတယ်ပေါ့နော်သူ့ရေးမယ်ဆိုရင် oki ဆိုတဲ့ခန်းကြီးလေးကိုနောက်ပြက်ကလေးထည့်မယ်ပေါ့နော်တစ်ချစ်နှစ်ချစ်သုံးချစ်နောက်ပြက်လေးက၄ချစ်ပေါ့နော် ဆိုတော့သူရဲ့ခွန်ယောမီကအီနုအွန်ယောမီက can ပေါ့နော် K E N နဲ့အတန်ထွက်တဲ့ can ဆိုတော့အီနုအီနုဆိုရင်ခွေးပေါ့နော်အီနုကဟွေတေးမတ်ဒါဆိုရင်ခွေးဟောင်နေတယ်အဲ့လိုမျိုးသုံးလို့ရတယ်နောက်ခုခိုအီနုရှေ့ကခိုကကလေးလေးတွေကိုပြောတာပေါ့နော်ဒါဆိုခိုအီနုဆိုလို့ရှိရင်ခွေးပောက်ကလေးလေးကိုပြောတာပေါ့နော်ဆိုရင်ခိုအီနုတချီဝမိုင်းနီချီနီဝတဲ့ဟာရှိဒီမာဝရူ ဒါဆိုရင်ခွေးပေါက်ကလေးတွေကနေ့တိုင်းအိမ်ခြံဝန်းထဲမှာပပြေးနေတယ်ဆိုပုံစံမျိုးလေးပေါ့နော်နောက်ကနီဟွန်ခန်နီဟွန်ခန်ဆိုတာကဂျပန်ခွေးပေါ့နော်ဒီဂျပန်ခွေးမျိုးစိတ်တစ်ခုပေါ့နော်နီဟွန်ခန်ဆိုရင်ဖူတာဘာဝ日本犬として初めて警察犬になった。ふたばそれ、ジャパン妙性の犬が、ぱたま宇宙お姉ね、野犬にဖြစ်လာခဲ့တယ်。あのမျိုးで飛びやばいの。 inu koi nu nihon ken ဒါဆိုရင်ခွေးဆိုတဲ့ခန်းချင်းလေးပဲဖြစ်ပါတယ်နောက်ဆုံးလုံးလေးဖြစ်တဲ့240လုံးမြောက်ကတူညီသောဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တည်းခန်းချင်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ပစ္စည်းလေးနှစ်ခုကထပ်တူညီနေတဲ့ပုံစံမျိုးလေးပေါ့နော်ခဲကြစ်လေးချစ်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေတော့လေးငါချက် ခွန်ယောမီကအိုနာကြီးအွန်ယောမီကဒိုဆိုအိုနာကြီးဆိုရင်အတူတူပေါ့နော်ဥမာအိုနာကြီးဟွန်းဒါဆိုရင်စာအုပ်အတူတူအိုနာကြီးအီကန်သဘောထားအတူတူနောက်အိုနာကြီးကကိုဒါဆိုရင်ကြောင်းအတူတူအဲ့လိုသုံးလို့ရရယ်နော်နောက်ကဒိုးချီနိဒိုးချီနိဒီဂျီဆိုတာကနိုင်ရဲ့ခန်းကြီးလေးเนาะဒိုးချီနိဆိုရင်တစ်ချိန်တည်းမှာပဲလို့ပြောတာပေါ့เนาะ ခရတာဝဒိုဂျီနီရှပတ်စစ်တာသူတို့တချိန်ထဲမှာပဲထွက်သွားကြတယ်အဲလိုသုံးလို့ရတယ်ဝါတရှိဝဒိုအာကဟီရာခုတိုဒိုဂျီနီနခာနီဟိုက်တာကျွန်တော်ကတကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲချက်ချင်းပဲဝင်လာခဲ့တယ်ဆိုပုံစံမျိုးလေးပေါ့နော်နောက်ဆုံးတစ်လုံးလေးကဒိုကျူဆေဒီဒိုဆိုတာအခုအိုနာကြီးရဲ့ခန်းကြီးလေးဒီ Q ဆိုတာကြ level 2ပြောတာပေါ့နော်ဆို level 1 level 2 level 3အဲ့လိုမျိုးဆိုရင် Q လေးနဲ့သုံးတယ် ဲဆိုရှင် doq ဆိုရင် same level လို့သုံးတာပေါ့နော်နောက်က say ကကြာ gaku say လို့ဘာလို့မှသုံးတဲ့ say လေးပေါ့နော်ဆိုတော့ doq say ဆိုလို့ရှိရင်တဒန်းနဲ့ဖော်တငငချင်းအတန်းဖော်ကိုပြောတာပေါ့နော်ဟောတရှိတချီဝ doq say တဲ့ကျွန်တော်တို့တွေကအတန်းဖော်တွေဖြစ်ကြပါတယ်အဲ့လိုလေးသုံးလို့ရပါတယ်ဆိုရင် onaji doji ni doq say ဒါဆိုတူညီတော့ဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့လေးလာမယ်သင်ခန်းစာ73ရဲ့ခန်းကြီးစေလုံးလေးကဒီမှာပဲဖြစ်ပါတယ် အားလုံးပဲလေ့လာလို့အဆင်ပြေမယ်လို့ထင်ပါတယ်ကြည့်ရှုပေးရတော့လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြမယ်နော်ဆိုတဲ့သေးဝမာတာစကီနိုတို့ကတဲ့အိုင်မရှော်ဘိုင်ဘိုင်